စောခုဆဲအတက်မရိုင်ဘူးလို့ပြောတဲ့ချိန်ပေါ့နော်တမီးကအော်ဒီချက်ပိုမရိုင်အောင်တမီးပိုစူးစမ်းမယ်ဘောအဲ့လိုမျိုးအဲ့လိုမျိုးတော့ဖြစ်သွားပါတယ်အမနာကောင်းအောင်ကတော့အခု jogging လုပ်တယ် exercise နည်းနည်းပါးပါလုပ်တယ်ဒါပေမဲ့အများဆုံးကတော့အိမ်အမှုလုပ်ပါတယ်တပြက်စီလဲပါတယ်တပြက်စီလဲရင်းနဲ့တချင်းဆိုမဟုတ်လို့ရှိရင်အဝတ်လျှော်ရင်းနဲ့တချင်းဆိုပါအဲ့လိုလုပ်ပါတယ် မီးတို့ဗါလဲအဖြူလားအမဲလားဗောနော်ဒီတချင်းလေးနဲ့ရောပြေတက်ဆက်သားမှာဖြစ်ပါတယ်စတမနာကောင်းအောင်ကတော့အခုတမီးမနက်တိုင်းမနက်တိုင်းတော့ jogging လေးတော့လုပ်တယ်ဗောနော် jogging လုပ်တယ် exercise နည်းနည်းပါပါလုပ်တယ်ဒါပေမဲ့အများဆုံးကတော့အိမ်အမှုလုပ်ပါတယ်တပြက်စီလဲပါတယ်တပြက်စီလဲရင်းနဲ့တချင်းဆိုမဟုတ်လို့ရှိရင်အဝတ်လျှော်ရင်းနဲ့တချင်းဆိုပါအဲ့လိုလုပ်ပါတယ် ပြီးခဲ့တဲ့ week ကလည်းဒါချင်းငယ်ရှိမှာချင်းငယ်ချင်းပြန်စွာတော့အကလေးနဲ့ လိုလိုရေးပုတ်ဆေးလောက်တာမျိုးရှိတယ်အဲ့ဒီရှမချင်းငယ်တချင်းကိုကတမီးတအားကြိုက်တာဒါပေမဲ့လည်းရှမရဲ့တချင်းဖြစ်တော့လေနော်တမီးလည်းတေးတေးချာချာလေးဆိုချင်တော့နည်းနည်းလေးတော့စိတ်ပူမိရေပေါ့နော်အဲ့ဒီတုန်းကလည်းတမီးအတန်ဝင်တာတွေလည်းရှိရဲအဲ့ရနဲ့ရှမရဲ့ high pitch တွေတမီးမမီမှလည်းကြောက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျေးဇူးတော်ကြောင့်အကုန်လုံးအဆင်ပြေသွားခဲ့ပါတယ်အာဒါပေမဲ့လည်းတမီးတို့အများကြီးထက်ကြိုးစားရအောင်မယ်ပေါ့နော်အမလုံးတမီးတော်တော်တိတ်မလုံလောက်သေးဘူးပေါ့နော် Dice lo madla ya nesne twin lo viene a big the mistake ကကြီးတယ်ဖြစ်စင်ငယ်ဒီဖြစ်စေတမီးအတက်တော့တိတ်ဟရာတော့မဖြစ်ဘူးပေါ့နော်အဲဘယ်မှာပဲဖြစ်ဖြစ်တမီးပြိတက်တွေပျော်အောင်တမီးအကောင်ဆုံးအအများကြီးစူးစမ်းသွားမယ်ပေါ့နော်အဲ့လိုမျိုးတော့တမီးအမြဲတမ်းဟိုရာမှတ်ထားပါတယ်ပေါ့ဆရာစောခုဆဲအတက်မရိုင်ဘူးလို့ပြောတဲ့အချိန်ပေါ့နော်တမီးကအော်ဒီချက်ပိုမရိုင်အောင် တမီးပိုစူးစားမယ်ဘောအဲ့လိုမျိုးအဲ့လိုမျိုးတော့ဖြစ်သွားပါတယ်ပိုစူးစားခြင်းစိတ်ရှိသွားတာပေါ့တော့ဆရာမောတဲ့အတန်ရှိုက်တန်တော့မမကြောက်ဆိုတာဒါတကယ်ဖះပေးတာတမီးမှတကယ်ပြည့်စုံတဲ့အရာလေးတစ်ခုရှိနေနော်ဟုတ်ပြီဟုတ်ပြီ300ခုနဲ့ခုနမှာခုတယောက်တည်း ဘယ်လိုမျိုးပြုစီနေကြလဲအော်အခုကသမီးတို့ group JK Army ရှိရပေါ့နော်သမီးတို့ညီမ၃ယောက်ရဲ့ group ကအခုလောလောဆယ်တော့ခဏလေးရက်နာထားတယ်ပေါ့နော်ဘာလို့လဲဆိုတော့သမီးရဲ့ညီမလေးဒုတိယညီမလေးကသူကအကြောင်းလဲတက်နေတော့စာမင်းပွဲဖြေတော့မှာအဲအကြောင်းမလို့သူက active မဖြစ်နိုင်ဘူးပေါ့နော်ပြီးတော့သမီးရဲ့နောက်ညီမလေးတယောက်ကလည်းအိမ်မှာရှိရဲဒါပေမဲ့သူတိတ်နေမကောင်းတာနဲ့ပြီးတော့သူ့အကြောင်းကလည်းအများကြီးတက်နေတာဆိုတော့သူလည်းမအားတော့သမီးက အဲကျောင်းကညနေပိုင်းတက်တာနေ့လယ်ပိုင်းကတော့တမီးဟိုရ volunteer နေနေလုပ်တယ်ပေါ့နော်အဲ့ဒီကနေပြီးတော့တမီးဒီမြန်မာ star ကိုရှင်ပြိုင်ခဲ့ပြီးတော့ဒီအဆင့်ရောက်လာမယ်လို့တော့တမီးမချင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ကျေးဇူးတော်ကြောင့်ရောက်လာပါတယ်ညီမလေးတွေတို့ကပြန်ခေါ်ကချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အခုကတအားကောင်းတဲ့အခွင့်အရေးတစ်ခုလည်းဖြစ်တယ်ပြီးတော့လေသူတို့နှစ်ယောက်ကလည်းတမီးလိုပဲစင်ဘာလဲဖြောဖြေရတာကြိုက်တယ်ပေါ့နော် အဲ့ဒီတက်သူတို့လည်းလာခဲ့လို့ရှိရင်သူတို့လည်းတအားပျော်မှာပေါ့နော်အမေကလည်းတမီးတို့၃ယောက်အတူတူကနေလို့ရှိရင်သူတို့လည်းသူလည်းပူပျော်မှာပေါ့နော်ဘာလို့လဲဆိုတော့အမေနဲ့ဖေကတမီးတို့အတွက်တအားပံ့ပိုးပေးခဲ့တယ်ပေါ့နော်အခုဆိုလို့ရှိရင်ပိုးတော်ဆိုးတယ်ပံ့ပိုးမှုကတမီးတစ်စင်အောင်နောက်တစ်လက်ပိုးတော်ရောက်သွားတယ်ပေါ့နော်အိမ်မှာတမီးက မထနိုင်ဘူးဆိုလို့ရှိရင်အမေကလာနိုးတယ်ပြီးတော့တမီးနည်းနည်းနေမကောင်းချင်းတမီးတော့ဘာမှမပြောရတဲ့မျက်နာလေးပဲနည်းနည်းညိုးနေတဲ့ချက်အမေကကဲဆွပြောက်တော့ဘာလို့ဒီဆေးတော့ကဲဆော့ဆော့လို့ဘာညာဘာညာအဲ့အရာတွေပြောတမီးအမျက်လုံးအောင်ပြူတော့ဟာအမေကတမီးစိတ်ကိုဖတ်တတ်တာလားပါလဲပေါ့အဲအမေကိုလည်းတအားကျေးဇူးတင်တယ်ပေါ့နော်တမီးကိုအခုအကုန်လုံးလုပ်ပေးနေရအမေကပေါ့နော်ဟုတ်ပါညီမရင်းညီမရင်းနေရှင်တမီးကပထမအဲနောက်တစ်ယောက်ကဒူရီယာပြီးနောက်တစ်ယောက်စထုပ်ထ ဘင်တိုလေးနဲ့ကမလေးလေးရှိသေးတယ်။အဲဒါမှချစ်စရာလေးတော့တော့ဟုတ်ပါရဲ့။ကမလေးလေးပြောပါအောင်ဒါဒီလောက်ကြည့်အမေကဒီလောက်ချောချောလေးမွေးထားပေးရတယ်ပြောပါအောင်။အဲအဖေနဲ့မင်းမင်းရမယ်ချစ်တယ်။တမီးမသိပါဘူး။ဘာတော့မှမပြောဘူးချောဆုံးလိုက်။အချောဆုံးကအဖေနဲ့မင်းမင်းပါ။တမီးမသိဘူး။ဟာအာကစားတော့ငါဘောနော်ဆရာတမီးဒီအမ်ရှမ်ပီနဲ့လက်ရွေးစင်ပြိုင်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့ မကောင်းစွာနဲ့တမိခြေတော့နာသွားတယ်ပေါ့နော်နေပြီးတော့မှတက်ပြိုင်တော့အဲ့မှာခြေတော့ကတမန်ရိုက်ကြည့်တော့ဘာမှမဖြစ်ဘူးတဲ့ဒါပေမဲ့တမိလုံးဝပြေးလို့မရဘူးပြီးတော့လဲနောက်တစ်ခေါက်တမန်ပြန်ရိုက်သေးတယ်ဆေးတွေလည်းအများကြီးအဖေတို့ကဟိုဗလဲခမျိုးဆရာလေးဆေးပလင်းလုတ်တဲ့ဟိုဆရာလေးဆီမှာလည်းတလုတ်ကြည့်တော့တခုခုတော့ဖြစ်နေတယ်တဲ့ခြေတော့ဒါပေမဲ့ဆေးနဲ့စစ်ကြည့်တော့လဲဘာမှမထွက်လာဆိုတမိတို့လည်းအံ့ဩနေဟမ်အဲ့ဟာဘာလို့လဲမသိဘူးပေါ့နော်ဒါပေမဲ့ဟိုရာ အခုတမီးဒီအားကစားလုပ်ခဲ့တာလဲတမီးရဲ့တက္ကနာပေါ့နော်တအားပျော်ခဲ့တယ်အာတအားလဲစူးစားခဲ့တယ်ဒါပေမဲ့အရာမရောက်ဘူးဆိုတာဖခင်တမီးရဲ့အတွက်အဂျင်စီတစ်ခုရှိလို့နေမှာပေါ့ပေါ့နော်အခုအကယ်လို့တမီးအမှန်တန်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တမီးဒီမှာရောက်မှာမဟုတ်ဘူးပေါ့နော်အဲအဲ့လိုရှိပါဟုတ်တမီးတို့ဒီငငယ်တုန်းကပေါ့နော်အဲ့ဟာเออตะมี6ตันตรงอ่ะล่ะไม่ติอยู่ไอ้ตรงอ่ะตะมีดิปี้ขုံปิ๊ดตุยမြို့ไหนมาไล่ป่ายเนี่ยอภัยอ่ะอาไตเตีย အဲ့ဒါနဲ့တမီးတို့ပြန်ရင်းနဲ့တမီးကမီတာ900 400ပြီးတော့ relay တရားအဲ့ဒီအရာတွေပြန်ခဲ့ပြီးတော့အဲဂျေဆုတော်နဲ့တမီးလုံနိုင်ခဲ့ရပေါ့နော်အဲဒါမဲ့လေတမီးဒီထက်စ조사ဖို့လဲလိုပါသေးတယ်ပေါ့နော်အကေသူများတယ်တမီးထက်တော်啊လေအဲအကျိုးတို့တမီးဆက်စ조사ဖို့လိုပါသေးတယ်အမ်ပြီးတော့ဟုတ်တယ်ဆရာအဲ့တိုင်းမဲ့တမီးတို့ရဲ့ဒီ အကမူကလည်းတမီးတို့အမြဲတမ်းမနက်တိုင်းမနက်တိုင်း training လာလုပ်ပေးရပေါ့နော်။တစ်ခေါက်ကဆိုလို့ရှိရင်ခြေတော့တွေပါအတအားနာလို့လမ်းတော့မလျှောက်နိုင်ဘူး။တော့ကောက်နေသွားရ။အဲ့ဒီအချီကိုရှိခဲ့ပါတယ်။ဒါမဲ့တအားပြောပါရဲ့။ဒါမှမဟုတ်ရှမ်းပြည်နယ်ကိုသားပြီးပါခဲ့ရပါတော့။ဟုတ်ကဲ့ဆရာရှမ်းပြည်နယ်။အဲ့တော့ဒီလူတွေစုပြင်းနေတာ။အဲ့လိုကစောင်းနာသွားလို့။အဲ့လိုလည်းမဟုတ်ဘူးဆရာ။တမီးဒီဘက် line ရောက်လာမယ်လို့ မမျော်လင့်ထားဘူးอืมအဲ့ဟာကိုတမီငငယ်ကလေးကလည်းတမီတချင်းဆိုရတာလည်းကြိုက်တယ်ပေါ့နော်အဲ့အပြေးပြိုင်တော့ကလည်းတမီတချင်းဆိုနေတော့မယ်ဖခင်เจ้าမှလည်းဆိုတယ်တမီတို့ဒီ border ဆောင်မှာပေါ့နော် ်ပေါ်တာဆောင်မှာကသူကအဲညတိုင်းညတိုင်း praise and worship ဖြစ်ရဲ့ဆရာအဲ့မှာလဲဆရာတမီးကိုအများတန်းခေါ်ဆိုရယ်ပေါ့နော်တမီးလဲဝါဒနာပါရပေါ့နော်အကဲတမီးဒီညအများကြီးစူးစမ်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲကြည့်ရှုအားပေးပြီးတော့ໃຈနစ်သက်မဲ့လို့မျှော်လင့်ပါရယ်အားလုံးပဲ God bless you